အားလုံးပဲအခုဒီမှာနောက်တစ်ဆင့်ပြပေးမယ်ဒါကိုအခုဒီမှာအမမတွေ့ရသေးဘူးဟာနေတယ်နော်စစ်တော့ထည့်ပေးသွားပြီဆိုတော့ဒီဟာနေတဲ့ဟာကိုဆက်တာပြမယ်ဆက်မယ်ဆိုလို့ရှိရင်အခုဒီမှာဒီအနောက်ဘက်ကဒီအရှိဘက်ကရဲ့ခေါင်းဘက်ကပေါ့နော်နှစ်ဖက်ရှိတယ်နှစ်ဖက်မှာအခုဒီမှာဒီဘက်ချင်းကနေစပြီးတော့မဆက်နဲ့နော်ဒီခေါင်းဘက်ကမဆက်နဲ့ဒီဘက်ကနေစပြီးတော့ဆက်မယ်နောက်ဆက်မဲ့ဆိုရင်တင်မိထားတဲ့ခြေကင်ကြီးနဲ့ကင်မယ်ဒီမှာကင်လိုက်တယ်ကင်ပြီးအက်ကိုယူမယ်ဒီအက်နဲ့ဆက်သွားမယ် ခုဒီမှာဆက်တက်ခါကြလို့ရှိအမတို့ကအခုဒီမှာဒီနေရာမှာအဆုံနဲ့ဆိုပြီးတော့သူ့ရဲ့ရှိဒီနေရာနေစပြီးတော့မဆက်နဲ့အဲ့လိုဆိုရင်မှားတယ်နော်ဒီဆုံးနေတဲ့နေရာနဲ့အနောက်ကိုကျင်ပြီးတစ်ခုစားသုံးမုံနှစ်ခုစားလာနောက်ဆုံးမယ်နောက်ဆုံးပြီးတော့မှဆက်သွားမယ်နော်မဟုတ်လို့ရှိဒီကနေလာဆက်လာရင်ဒီကြားမှာဟနေမှာဆိုလို့အားကြောင့်အမတို့အနောက်ကိုနည်းနည်းလေးဆုပ်ဝဲပြီးတော့ဆက်သွားမယ်မကျဆင်မီဘယ်ညာမှာအခုဒီမှာအမညာဘက်ကိုစားပြီးတော့ထိုးလိုက်ပြီးညာဘက်ကျဆင်နှစ်ချမ်းရှိတယ်နော်နှစ်ချမ်းခက်လေတွေကိုထိုးချလိုက်တယ် ညာဘက်ခလေကိုအကူထိုးချတယ်အပေါ်နေထိုးတယ်ညာဘက်ပြီးဒီမှာဘက်ဘက်အဲ့လိုပဲအပေါ်နေပဲထိုးချမယ်နော်အောက်ကနေကိုယ့်ဘက်ကိုပြန်မထိုးတင်ဘူးနော်အပေါ်နေအကူထိုးချမယ်ညာဘက်ခလေအရင်ထိုးတယ်ပြီးဘက်ဘက်ခလေကိုထိုးမယ်ထိုးလိုက်တယ်ထိုးပြီးဒီမှာခြေကိုကင်မယ်ခြေကိုခုဒီမှာကင်လိုက်မယ်နှမချိတ်အကောင်းမှာချိတ်လိုက်တယ်ချိတ်ပြီးအကောင်းလေးကိုယ့်ဘက်ကိုပဲလှည့်ထားမယ်ပလက်မလန်နဲ့ဟိုဘက်ကိုမလှည့်နဲ့ကိုယ့်ဘက်လှည့်လှည့်ပြီးဒီမှာဆွဲထိုးလိုက်မယ်တစ်ချက် ထွက်လာပြီထွက်လာရင်ဟိုဘက်ကိုလှည့်မယ်အကန်ဟိုဘက်လှည့်လိုက်တယ်နောက်တစ်ချက်တည်းတော့နှစ်ချက်နှစ်ချက်ဆိုရင်ရပြီရပြီဆိုရင်ခုနလို့သူတို့ပဲပြန်ထိုးမယ်ခုနအမတို့ဒီအပောက်ကိုထိုးလိုက်တာအခုသူ့ရှိရဲ့ကြည့်စမ်းမြည်ခုနထိုးသူတို့ပဲညာဘက်ခလေကိုထိုးမယ်ပြီးတော့ရင်ဘယ်ဘက်ခလေကိုထိုးမယ်ထိုးပြီးရင်ခြေကိုလှမ်းချိတ်ပြီးတော့ယူမယ်ဒီမှာအကန်လေးမှချိတ်ချိတ်ပြီးခေါင်းလေးကိုကိုယ့်ဘက်ကိုလှည့်တာနေစမယ်တစ်ချက်ထွက်လာပြီဆိုရင်ဟိုဘက်ကိုလှည့်မယ်နှစ်ချက်ပြီးဒီဘက်တစ်ခါပြန်နေမယ်သုံးချက် သုံးချက်ဆိုလို့ရှိရပြီခုနောက်တော့အမတို့စားလို့တော့နှစ်ချက်ပဲเนาะကျန်တာအလုံးသုံးချက်လာလိမ့်မယ်တနုတ်အိတ်ကိုစားထိုးတော့လည်းအဲ့လိုပဲစားထိုးထိုးချင်းကတချိုးရေးပြီးထုတ်တယ်ကျန်တာအလုံးနှစ်ချိုးရေးပြီးထုတ်တယ်ခုဒီမှာနှစ်ခါထိုးလိုက်ပြီနှစ်ခါထိုးပြီးတော့ပြီဆိုရင်အိတ်ကိုခဏဖွင့်မယ်အိတ်ကိုခဏဖွင့်ဖွင့်ပြီးတော့အတွင်းထဲမှာအခုဒီမှာကျိုးဖျားလေးရှိတယ်အတူလေးဒီရလေးကိုအရင်ခြီးလိုက်မယ်မှာနှစ်ချက်ခြီးမယ်တစ်ချက်ပြီးနောက်တစ်ချက်ထပ်ခြီးနှစ်ချက်တင်းတင်းလေးခြီးတယ် တတင်းလေးကြီးချီပြီးဝိုင်းဒီအစားဖြောက်တဲ့အနံဒါလေးဥရင်အစားဖြောက်မယ်အိတ်ထိုးပြီးတော့မှစီဒါလေးအစားဖြောက်ဖို့ကအဆင်မပြေတော့အားကြောင့်သူ့အရင်အစားဖြောက်မယ်ဖြောက်ပြီးမှဆက်ပြီးတော့လုပ်သွားမှာခုနလုပ်သလိုပဲရှီမလုပ်ခဲ့သလိုပဲနော်ဗီဒီယိုကြားတွေကိုသူ့ထည့်ထိုးသွားပဲအနောက်ဘက်မှာလည်းဗီဒီရှိတယ်ပြီးထပ်ပြီးတော့ပို့လို့ရသေးတယ်ချီကျန်သေးတယ်ဆိုလို့ရှိရင် အာပြီးတော့ပြီဆိုလို့ရှိရင်ပိုတဲ့ဟာကိုကတ်ကြီးနဲ့ညှက်လိုက်မယ်။ဒါဆိုရပြီ။နောက်ပြီဆိုလို့ရှိရင် ခုဒီမှာသူ့ကိုစစ်ပြန်ပိတ်မယ်။အမားတို့စစ်ဖွင့်လာတယ်စစ်ပြန်ပိတ်လိုက်။ပိတ်ပြီးမှဆက်ပြီးတော့တွဲမယ်နော်မပိတ်ဘဲနဲ့မတွဲနဲ့အဲ့ဒီစောင်းသွားမှာဆိုလို့လုံနေကြမှာမဟုတ်ရင်စောင်းသွားတတ်တယ်နော်ကျွင်းညင်ဝရင်တော့ပြဿနာမရှိဘူး။အဲ့တော့ခုဒီမှာသူ့ကိုခုနလှုပ်တလို့ပဲညာဘက်ခလေကိုထိုးမယ်။ဒီပောက်ပြီးတော့သူ့ရှိရအပောက်ခုနလိုပဲနော်ညာဘက်ခလေကိုထိုး ီးဝရင်ဘဲဘက်ခလေးကိုထိုးချချီကိုနှမ်းချိတ်မယ်အကောင်ကိုဘက်ကိုလည်းဝမ်းဟိုဘက်ကိုလှဲ့မယ်ထွက်လိုက်စမ်းနေဟိုဘက်ကိုလှဲ့တူပြီဒီဘက်တစ်ခါပြန်နေမယ်ဟိုဘက်လက်ဒီဘက်လက်နဲ့သွားတာသုံးချက်အဲ့ဆိုရပြီအဲ့လိုပဲညာဘက်ခလေးကိုထိုးမယ်ဘဲဘက်ခလေးကိုထိုးမယ်ချီကိုနှမ်းချိတ်မယ်1 2 3ဒီတိုင်းမဲ့ထောက်လျှောက်သွားမယ်နော်လက်ကိုအတွင်းတွေကိုထည့်ထားတယ်ဒီမှာညာဘက်ခလဲဘယ်ဘက်ခလဲချီကိုနှမ်းယူ1 2 3 3ဒါဆိုရင်မှန်ရင်ဒီမှာကြည့်စမ်းမင်းဒီတန်းထွက်လာတယ်ဟုတ်တော့ရှောက်ချုပ်သွားမယ်ဘယ်နှားချုပ်သွားမလဲဆိုရင်ဒီဘက်မှာအမတို့စစ်ကိုဆွဲလို့မရတော့အထိန်လေးရှိတယ်ဒီအထိန်နဲ့ကွက်တိမလာဟိုဘက်မှာလိုပဲကွက်တိမသွားဘူးဒီအထိန်ကိုကြည့်စမ်းပြီးတစ်ခါစာသို့မဟုတ်နှစ်ခါစာလောက်ကြော်ပြီးရက်မယ်နော်အဲ့ဒါထည့်အရင်လောက်အဲ့ဒါပြီးမှအစသက်တာအမထပ်ပြမယ်နော် ဒါရောဆက်တဲ့ခါကြလို့ရှိရင်အမဒီမှာအတွင်းနဲ့လက်နိုင်ပြီးတော့ခုနဆက်သွားတယ်မလားညာဘက်ခလဲဘယ်ဘက်ခလဲလက်နိုင်ပြီးတော့ဆက်သွားတယ်အဲ့တော့တဖြည်းဖြည်းနဲ့လက်ကဒီကိုလိုက်လက်နိုင်ရခက်လာမယ် လက်နက်ရခက်လိုက်စစ်ကိုဖွင့်ပြီးတော့ထည့်သွားလို့ရတယ်။အဲ့ဒါကြောင့်မို့လို့အမဟိုဘက်ကဆဆက်ခိုင်းတာတကယ်လို့ဒါဒီဘက်ကဆဆက်တယ်ဆိုလို့ရှိရင်ဒီဘက်ရရင်အပိတ်ကြီးဖြစ်နေမှာလေနော်။အဲ့ခါကြလို့ရှိရင်ညီမတို့လက်ထည့်လို့မရရင်ထိုးရတာလောရတာခက်ခဲလာမှာဆိုလို့ဒီဘက်ကဆဆက်ခိုင်းတာနော်။ခေါင်းဘက်ကဆပြီးတော့မဆက်နဲ့။နောက်တစ်ခုဆက်တဲ့ခါကျရင်အမဒီမှာလက်အဖျားလေးနဲ့ပဲကင်ပြီးဆက်တယ်နော်။ညာဘက်ကလေးထိုးဘယ်ဘက်ကလေးထိုးဒီမှာချီကိုလန့်ချိန်ဝမ်ဒီမှာလက်ချောင်းလေးနဲ့လက်အဖျားလေးနဲ့ပဲကိုင်းတာဟိုဘက်ကလက်2ဒီဘက်ကလည်း3အဆဆိုတော့လေဒီလိုလက်ဖက်နောက်နဲ့ဖိပြီးဆက်မိတတ်တယ် ဲ့လိုလက်ဖနောက်နဲ့ဖိပြီးဆက်မိတဲ့ခါကြလို့ရှိရင်ဒီအိတ်တွေကဆက်တော့ဆက်တယ်ဆောင်းဆောင်းရင်းနေဖြစ်သွားမှာဆိုဒီလိုမျိုးတွေအဲကြောင့်လက်ဖြားလေးနဲ့ပဲကိုင်မယ်เนาะလက်ဖနောက်နဲ့မကိုင်နဲ့ဟိုဘက်ရောက်တဲ့အထိခုနအမဆက်ခိုင်းတဲ့လောက်တွေဆက်ပြီးဆက်ပြီးအဆုံးသက်တာပြအောင်မယ်เนาะဒီမှာဆက်လာတာတစုံရသွားပြီเนาะဒီမှာစစ်ကိုဆွဲလိုက်ရပြီရသွားပြီဆိုလို့ရှိကိုလိုချင်တဲ့နေရာထိဆက်ပြီးသွားရင်အဆုံးသက်မယ်အဆုံးသက်ဖို့အတွက်အခုဒီမှာသူ့ကိုငါတို့ထိုးထားတာဒီနေထားကိုတည်ရည်ပြီးတော့ထုတ်လိုက်မယ် အကိုခုနလိုညာဘက်ခလဲထိုးတာတွေဘယ်ဘက်ခလဲထိုးတာတွေမထိုးတော့နော်ဒီတိုင်းမဲ့ရစ်မဲ့ချိတ်မဲ့ဒီရလေးကိုခွေးနဲ့နေပြန်ပြီးတော့ဆွဲထုတ်လိုက်မယ်ဒါဆိုရပြီဆွဲထုတ်လိုက်တယ်ဆွဲထုတ်ပြီးသွားပြီဆိုလို့ရှိရင်သူ့ခြေကိုဖြတ်မယ်ခြေလေးဒီမှာနည်းနည်းလေးချင်ပြီးတော့ဖြတ်ဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ဖြတ်ထားငုတ်ကလေးကိုဆွဲထုတ်မယ်ဒီအပတ်ကနေဆွဲထုတ်ဆွဲထုတ်ပြီးအစသိမ့်မယ်အစသိမ့်နဲ့အပ်ကလေးနဲ့အစသိမ့်မယ်ဒါနဲ့ သူကြတော့ခြေကိုအစတက်ရင်အတွင်းနေဦးမထဲတော့ဘူးထဲဖို့ကမခက်မလွယ်တော့ဘူးအားကြောင့်အပြင်ကိုထိုးမယ်ဒီမှာ အပြင်မှာဒီ VD ရှိတယ် VD တွေကြားတယ်ဦးထည့်ပြီးတော့ထိုးပါမယ်အစဖြောက်ပါမယ်ကြော်မထိုးနဲ့နော်ကြော်ထိုးရင်နှားမှာမဟုတ်အတွင်းထဲမှာအစဖြောက်တော့ကလည်းအမကြော်မထိုးနဲ့လို့ပြောတယ်ဒီမှာလည်းအဲ့လိုပဲကြော်မထိုးနဲ့တတိုင်းချင်းပဲသွားမယ်ဗီဒီယို ုပို့ခြင်းတောင်းနေထားသည့်စိတ်ချရတဲ့နေရာပို့ပြီးပါပြီဆိုရင်ပိုလာလေးတွေဖြတ်ပြင်မဲ့ခိုင်းလို့ပဲနော်အဲဆိုလို့ရှိရင်ရပြီအဲဆိုရင်အိတ်ကရပါပြီနော်အိတ်ကလေးပြီးပါပြီသူကျိုးလေးတက်ဖို့ပဲကျန်တော့တယ်ကျိုးတက်တာလေးကီချိန်တက်တာလေးထပ်ပြပေးဦးမယ်နော်ဒါဆိုလို့ရှိရင်ဒီမှာရပြီဟွန်း ါဆိုရင်ကြိုးထုတ်တာအောင်ထပ်ပြအောင်မယ်နောက်တစ်ဆင့်ပါနော်